။အမှန်တိုင်းပြော။ညကောင်မလေးကိုလုံးဝမချောက်ခဲ့ဘူးမလား။ဘောလေးမူးလေလို့ပါခင်ဗျာ။ဟုတ်ပါ။တရေရကောင်းမှုတွေရှိလား။လူမတူလို့ပုံစံလေးချင်းသွားတာပါ။အဲ့တော့ခစ်မတူတဲ့အခါမှာအခုကမိုးကြမှုများလို့တော့မဟုတ်ဘူး။တရေဆိုလို့ရှင်လေဟာတော့တရေမှရတယ်။အဲ့လိုမျိုးပေါ့နော်။အရင်တော့ဟုတ်တယ်လေ။အရင်တော့မိုးကြမှုပြည်သူတွေမှာမိုးကြမှုများတဲ့အခါမှာဆလုံးရပဲလို့လဲဆိုတော့ ဒီကားလေးကိုပျော်စရာလေးပျော်စရာလေးပျော်စရာလေးဆိုတော့ဟိုကျွန်တော်ကျွန်တော်ရိုက်ကျင်တာပေါ့အတွေ့အကြုံပေါ့နော်အတွေ့အကြုံပေါ့နော်အဲအတွေ့အကြုံမှာဆိုလို့ရှိရင်ဟိုနေမုံရောက်မှာဆိုလို့ရှိရင်လည်းပျော်စရာလေးပျော်ဒီမှာဆိုလို့ရှိရင်လည်းအင်းဒီတလုံးထဲမှာရှိတဲ့အထင်းမကြီးကတေးသွားတဲ့ခါမှာတေးမကြီးရှင်းနေကျွန်တော်ကကျွန်တော်ကလိုက်တေးသွားအဲ့တော့ဒီလောကလာလို့ဆိုပိုးဆိုးတာပေါ့အတိတ်နမိတ်ဆိုရှီမအောင်မြင်တာလေအာမဟုတ်ဘူးရင်ဒါဒါမဲ့ဒီဥစ္စာအတိတ်နမိတ်နဲ့မပတ်သက်ဘူး အရင်တော့လုတ်ခဲ့ကြတာပဲအရင်တော့ဆိုရင်ပိုးဆိုးတယ်တင်းကျိုင်းဆောင်မဖဲဘွားအများကြီးအများကြီးရိုက်တာပဲနော်လူနဲ့ဇလန်းကြီးရိုက်တယ်ဒါပေမဲ့ဟိုဘယ်လိုပြောမလဲဖန်နီးမှုကမူတည်ပြီးတော့အတိတ်နှမိတ်တော့ယုံကြည်ပါတယ်ဖန်နီးမှုကမူတည်ပြီးတော့မဖြစ်ကျွန်တော်တို့ရိုက်တဲ့ဇာကန်းနေတာအရင်ကဖြစ်နေတဲ့ဟာမျိုးတွေမဟုတ်ဘူးလေဥပမာတိုင်းပြည်ပြတ်တာတော့ပါအဲ့ဒါတော့မဟုတ်တာမဟုတ်ဘူးငါပြောရမှာဆိုရင်လေဟုတ်လူမတူလို့ပုံစံလေးချိန်သွားတာပါတော့ခစ်မတူတဲ့အခါမှာအခုကမိုးကြမှုများလို့တော့မဟုတ်ဘူးတရေဆိုလို့ရှင်လေဟာတော့တရေမှရတယ် အဲ့လိုမျိုးပေါ့နော်အရင်တော့ဟုတ်တယ်လေအရင်တော့မုန်းချက်မှုပြည်သူတွေမှာမျိုးချက်မှုများတဲ့ခါမှာဆလုံးရဘယ်လိုလဲဆိုတော့ဟောတေးဆိုရရန်ကြောက်ရန်ကြောက်ကကျွန်တော်လည်းရင်တော့ကြည့်ပေးဘူးရန်ကြောက်ကတရေကားတွေကရန်ကျင်အခုလက်ရှိမှာဘယ်လိုတော့အပန်းပြေလာတဲ့ခါမှာပျော်စရာလေးလည်းပါသေးခြင်းနဲ့ရတလေးတရေကလည်းဟိုအရင်ကြောက်တဲ့တန်းဆိုကလေးမကြည့်ကြတော့ဘူးတရေကမဝင်ရတော့မိဘရင်လည်းအဲ့လိုအဲ့လိုကြောင့်မလို့ဒရိုက်တာရေးစကူပရိုဂျူဆာရေးစကူကအဲ့လိုနေပါလိမ့်မယ်ဟုတ်တယ်လင်းကတည်းကလင်းတော့မလုပ်နဲ့တော့မရှိဘူးလေလင်းကတော့ ထင်းလင်းဟုတ်တယ်ဟမ်ဟုတ်တယ်ဟုတ်တယ်တာမရကိုရင်းလင်းအဲ့ဒါသူကအဲလင်းလင်းကြတော့ကျွန်တော်နဲ့ငယ်ငယ်တည်းကစကိုက်ကြီးမှာသူပြန်ခဲ့တာလေကျွန်တော်အရင်က6တန်းတော့အဲ့အောင်မင်းမကြီးတဲ့ညာကြီးလေသူကအဲ့ဒါအရင်ကအဲ့လိုဒီမဖြစ်ဘူးအကြာကြီးပဲသူကအလင်းကအကန့်ပေးချာမှာလဲတက်ခဲ့တာပြောပြတာအခုဆိုလဲမိကမှာ professional ဖြစ်သွားတဲ့အတွက်သူ့အနေနဲ့ကဟိုဒါရက်တိမှုကောင်းပါပြီလေ အာရင်တော့ဘဝကိုပြန်ပြောမယ်ဆိုရင်ကျွန်တော်လည်းကျွန်တော်လည်းရင်တော့ society ဝင်ငယ်ကလေးပဲလေစနစ်နဲ့အထက်အဲ့တော့ကျွန်တော်တကုံတက်ကသူက orchestra ဟာလားအဲ့ဟာအဲ့လိုကြိုင်ကြလားငါတရားရေပေါ့နော်ပြီး group ပြဆုံးကြတော့ညီကောင်တို့ကပြန်ပြီးတော့အဲကောင်းပါတယ်ဟိုပေါ့ပြန်လဲတွေ့ရတော့လဲအရင်ကြည်နူးမိပါတယ်ပြီးကားလေးကလည်းတကယ်ကောင်းပါတယ်တကယ်ကားဆိုပြီးပြီးဆိုလည်းမရိုက်ထားဘူးအဲလူငယ်ဒရိုက်တာလည်းဖြစ်တယ်ပြီးတော့မင်းကလေးလည်းဖြစ်တယ်ပြီးတော့ရင်ချင်းမှုတက်ကတော့ စင်းနေဆိုတော့အများကြီးအကျိုးရှိတယ်ကျွန်တော်တို့သူပြောတဲ့စကားကိုတရားနားထောင်ပြီးတော့သူလည်းမရရင်မလွတ်ပေးဘူးအဲ့လေတွေ့ရတော့ဒါကောင်းတယ်လို့ကျွန်တော်အာမခံရတယ်ပေါ့နော်အဲတော့ငယ်ကအကြောင်းတရားတတိယပါဘာလို့အကွာညောင်ထပ်ပြီးတည်ရဆိုတော့ငယ်ကလည်းငါချင်တော့သူဝင်လာတော့ငါဘယ်လိုကိုရောတည်ရကြောက်ပါလေဆိုမှသူကထင်အောင်လည်းဝင်လာဆိုသူလည်းကြောက်လို့ဝင်လာဘာရဲမို့သူစိတ်မရှိဘူးဘာစိတ်မှမရှိဘူးဒါပေမဲ့ယောက်ျားသေးဆိုလို့ကျွန်တော်တို့စနေနေ့ခါတက်ကလေးနှစ်ကောင်မရှိဘူး အကလေးလျောင်းနဲ့အဲကိုကြီးအောင်ဆိုတဲ့အကိုကြီးတယောက်ပဲရှိတယ်။သူ့ကိုအားကိုးကြတာ။ကျွန်တော်အကိုကျွန်တော်တခုပြည့်နှိုးတော့သူအဲကြမှာသူတော့ကျွန်တော်လည်းကျွန်တော်ကျွန်တော်ကိုကြားလာတော့ကိုကလှမ်းတော့လမ်းပြောထွထွဆိုအဲအဲ့ဒါလေးကအမြင်နဲ့ဟိုပေါ့ငငယ်လေးဟိုဖြစ်ဖြစ်တဲ့ຢာလေးပေါ့နော်ဖြစ်ဖြစ်ခဲ့တယ်။လူပါတော့ကျွန်တော်အိမ်မှာစိတ်ညစ်နေတာလေ။အပြင်ရောက်တော့ကျွန်တော်လိုစိတ်ညစ်မှုမျိုးအားလုံးမခံစေချင်ဘူး။အဲကျွန်တော်နေမကောင်းဖြစ်ပြီးကြကျွန်တော်စိတ်နဲ့ညံ့နေတာအဲ့လိုမခံစေချင်တော့ကျွန်တော်အပြော်ပဲပြောတယ်ပြောတဲ့အတွက် အာအလုံးလည်းလိုက်ပြောရတယ်ဘယ်လောက်ပါကျွန်တော်ဘယ်လိုကောင်းမလဲမိသားစုတော့ရှိပါတယ်မိသားစုတော့ရှိပါတယ်သူပြန်မလဲကျွန်တော်မလုပ်နိုင်ရင်ပို့ဆိုးပါလေပို့ပြီးတော့ဟိုဘွာခွန်အားကကြာမှာပေါ့နော်စိတ်တည်းပါကြာမှာမိသားစုတွေတွေးနေတယ်ချိခဲ့တာပေါ့အဲ့တော့အဲ့ဖြစ်သွားကျင်တော့ကန်တရားရောက်ကျွန်တော်မှဟိုပါပဲဟိုဟိုပါပဲဟိုနိုင်ပိုင်းပဲပေါ့ခန်းစားလိုက်ရတယ်ဟုတ်ကျွန်တော်အနေနဲ့လည်းစူးစမ်းပါစူးစမ်းထားပါတယ်ဒီကားအတွက်လည်း ်သူကြောက်ကိုကြောက်ပေးတယ်လဲကြောက်စီရပဲကျွန်တော်ကြောက်အောင်ချောက်မယ်